ဘောဂဝရီမေတော်ငုံထားလို့ရီစားထားလို့မရကြောင်းပြောလာတဲ့သူရိမင်ခန့်သူ့ကိုဘောဂဝရီမေတော်ကစောက်ရှောက်ထားလို့ရီစားထားလိုက်တိုင်းပြက်ကြောင်းပြောလာတာကတော့ရွှေချိုသူရိမင်ခန့်ဖြစ်ပါရည်အာလုံးဒီကြတဲ့အတိုင်းရွှေချိုသူရိမင်ခန့်ဆိုတာကတော့ရွှေချိုစပြိုင်ကလေးကတန်းရှင်းရှာရင်းနဲ့နာမည်ကြီးလာသူပါ တရိန်မေခန်ဟာရွှေကြိုရွေးဘက်မှာဟာသားများလို့ငိုခဲ့တယ်လို့ကိုကျုံပြိုလီမီဟိုနဲ့တူရဲဆိုပြီးပြောတာကတဖုံစသဖြင့်ပြိသက်တွေကြားထဲမှာဒေါ်လေးပွဲဆိုခဲ့တာပါတရိန်မေခန်ဟာနိုင်ငံကျော်မင်းသမီးဝမုံရွှေကြီးကခြေတယ်ဆိုပြီးတော့ပွဲထက်ရှာခဲ့ပါသေးတယ်ဒီလိုမျိုးအင်တာနက်ပေါ်မှာဂဲပေါင်းများစွာဖန်တီးတဲ့တရိန်မေခန်ဟာအမီဆန်လိုမျိုးပဲငကားမျိုးတွေဖြစ်ကြောင်းလည်းပြောပြပါရယ်အခုကမှလည်းတရိန်မေခန်ကသူ့ကိုအရင်ဘဝမှာဘောကဝတီမေတော်ကအာဂရင်းမှာငုံကဆောက်ရှောက်ထားကြောင်းပြောလာတာပါဒါကြောင့်ဒီဘဝမှာရေစားထားရင်ပြတ်တယ်လို့ဆိုပါရယ် ဘောကဝရီမေတော်ကသူ့ကိုရေးစားထားရင်မကြိုက်တယ်လို့အခြားသောမိန်းကလေးတွေနဲ့ရှုပ်ရှက်နေတာမျိုးကိုမကြိုက်ဘူးလို့ပြောလာတာပါ။သူရေမခန့်ကိုဘောကဝရီမေတော်ကစောက်ရှောက်ထားတာဖြစ်ကအသက်90ရွယ်မှာဝိညာဉ်နှုတ်မယ်လို့ဆိုပါရင်ဒီလိုမနှုတ်ခင်မှာတော့နိုင်ငံကျော်မင်းသားလွတ်ပေးမယ်လို့ပြောထားကြောင်းလည်းပြောလာတာပါ။ဒါကြောင့်လည်းသူရေမခန့်ကိုပရိသတ်တွေကကြောက်နေရလားလွတ်နေရလားဆိုပြီးတော့ထင်ကြေးပေးနေတာဖြစ်ပါရင်ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာသူရေမခန့်ဟာမြန်မာနိုင်ငံရဲ့အပူဒဏ်ကို14မှမခံနိုင်လို့တရက်ကိုရေ35ကားလောက်ချိုးကရေခဲစိန်နေရာကြောင်းပြောလာတာဖြစ်ပါရင်ရွှေကျော်သူရေမခန့်က ဒီလိုသူမြန်မာနိုင်ငံရဲ့ပူချိန်ကိုမခံနိုင်တာဟာအရင်ဘွားကကိုရီးယားနိုင်ငံကဖြစ်ကအခုဘွားမှာမြန်မာနိုင်ငံမှာရောက်နေတာအကြောင်းဖြစ်တယ်လို့ဆိုပါရယ်အခုချိန်မှာတော့မြန်မာနိုင်ငံမှာအလွန်ပူအိုက်တဲ့မေလအနွေရသည့်ချိန်ကိုရောက်လာတာဖြစ်ပါရယ်ဒီလိုပူရတဲ့အထက်မှာမိကပြဲအဲကောင်ကလည်းဖွင့်မရနဲ့တော်တော်လေးဒုက္ခများရတယ်လို့သူတွေမိကန်ကပွင့်လင်းစာညှိတွားပါရယ်ဒါကြောင့်လည်းသူတွေမိကန်ကတနေ့ကိုရေ35ကချိုးတယ်လို့ပြောလာတာပါသူတွေမိကန်ကသူဟာရှင်ဘွားကအရန်အေးတဲ့ကိုရီးယားမှာနေဘူးတာအရန်ပူရင်နေရောင်အလဲချစ်တွေထားတတ်တယ်လို့ညှိတွားပါရယ်ဒါကြောင့်လည်းသူတွေမိကန်ကကို ရီးယားနဲ့မတူဘဲနဲ့မြန်မာနိုင်ငံကအပူဒဏ်ကိုမခံစားနိုင်လို့ရေခဲတောင်မှနေဖို့စဉ်းစားထားကြောင်းသူရိမိခန့်ကပြောလာတာဖြစ်ပါတယ်။ဒါပေမဲ့သူရိမိခန့်ဟာသူဟာအသက်30ကျော်ရင်ခါကာဘိုရာစီတောင်ပေါ်မှာအိမ်ဆောင်နေဖို့စဉ်းစားထားကြောင်းလည်းပြောလာတာပါ။သူရိမိခန့်ကသူ့ရဲ့သားကြီးဟာမြန်မာနိုင်ငံလိုရာသီဥတုနဲ့မကိုက်တဲ့ဝါခွန်းလေးလိုနူးညံ့ပျော်ပြောင်းတဲ့အသားကြီးကိုပိုင်ဆိုင်ထားတာကြောင့် ။သူကကိုရီးယားတို့ဆွစ်ဇာလန်တို့လိုနိုင်ငံမှနေသင့်ကြောင်းလေးပြောခဲ့ပါသေးတယ်။ဒါပေသူရီမီခန့်ကရန်ကုန်မှာငလင်းဘာလို့မလုပ်လဲ၊မန်လေးမှာဘာလို့လုပ်တာလဲ၊ရန်ကုန်ကဘာလို့ဖျားပေးခက်ခါမန်လေးမြို့ကငလင်းတန်ကိုခန်းစားနေရလဲဆိုပြီးတော့လေအတန်ရှင်းရှာခဲ့သေးတာပါ။ဒါကြောင့်လေပရိသတ်တွေကတော့ရွှေကြိုသူရီမီခန့်ကိုတော်တော်လေးစိတ်ဆိုးဒေါသထွက်နေတာဖြစ်ပါတယ်။ဒီကြားထဲမှာဒေါက်တာညွန်မင်းလေးကိုလေသူရီမီခန့်ကသူရွှေကြိုဖြစ်ဖို့အတွက်တင်းရှိစေပေးရတယ်ဆိုပြီးတော့ပွဲရှာပါသေးတယ်။ လူတွေကတော့အေမီဆန်တို့သူရိမိခန့်တို့ဆယ်လီတွေအနေနဲ့နာမည်ကြီးပေါ်တန်းရှင်းရှာကပေါက်ကိရပြောတာကိုတခုခုလုံးသိမ့်ပြီလို့ပြောလာတာပါဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောရွှေချိုကောက်တီးဖြစ်နေတဲ့သူရိမိခန့်ကိုမမီးတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းစေဝင်စားစရာကောင်းတဲ့ဆယ်လီတွေနှုတ်ပညာရှင်တွေရဲ့ဒီနေ့တို့ပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့အောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါတယ်အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်း ကျမတို့ရဲ့ပေလေးကနေပြီးတော့စူတိုင်းမီတာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။